take a moment to talk about something close to my heart and in child labor အဘူတန်နဲ့ပို့ပြီးပူပေါင်းခဲ့တယ်ဘာလို့လဲဆိုတော့ဘူတန်ကလည်းဒါအာဆီယံနိုင်ငံဒေသထဲမှာဖြစ်တယ်ဆိုတော့ဟိုအင်းရဆဲလို့ရှားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီကအရင်အရေးကြီးရတယ်လူတယောက်ရဲ့အသက်နဲ့ဆိုင်တဲ့ဖြစ်တဲ့ကြောင့်မလို့ဒါကိုစားစားတခုမှမသွားခဲ့မယ်ဆိုရင်ပြည်သူတွေရဲ့အသက်ကိုဆုံးရှုံးရတော့တည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့စားအဲ့ဒီဟာတွေကိုဖြစ်နိုင်အောင်လို့စားရဲ့တက်နိုင်တဲ့လောက်ဘက်ကနေအကောင်းဆုံးဒီထိရောက်အောင်စားပြောကြခဲ့ပါရှင်ဟုတ် ီမစ်ဆွားမှာလည်းအများကြီးဒီထောက်ပံ့ဖြစ်မယ်လို့ခင်ဗျာယုံကြည်ပါတယ်အဲ့တော့လည်းခင်ဗျာမြန်မာနိုင်ငံအတွက်ခုနတော့ပဲခင်ဗျာတို့ဒါ project ဝန်ထမ်းရရှင်တာပေါ့နော်ဘာလို့လဲဆိုတော့အဲ့လိုပြောရတဲ့အခါကျရင်လာမယ့် income တွေအကောင်းဆုံးခင်ဗျာမြန်မာနိုင်ငံအတွက်မှာလိုအပ်နေရဲ့အင်္ဂလိပ်ဂျန်ရောခန္ဓာရပြည်သူတွေအတွက်အကောင်းဆုံးထပ်မံတော်မယ်လို့ခင်ဗျာတွေးထားပါတယ်ရှင်ဟုတ်ဆာဆာတော့အဲ့လိုဖြစ်မယ်လို့မထင်တော့ဘူး။ဘာလို့လဲဆိုတော့ရန်ကုန်မှာကျောင်း4.7ပဲရှိရဲဆိုတော့နောက်ပြီးမှသတင်းတလာမှာမြန်မာ ဒီတနိုင်ငံလုံးမှာအရင်ဆိုးရွားတယ်ပေါ့နော်အဓိကစကိုင်းမန္တလေးနေပြီးတော့အရင်ဆိုးရွားတယ်ဆိုတော့အဲ့ခါပြည်သူတွေအမှန်နေတဲ့ပြည်သူတွေအားလုံးကလည်းဒါဒုက္ခတွေတော်တော်များများကြုံရတယ်ရေပေးရောငလင်ပေးရောကြုံရတယ်တော်တော်များများကစားအရင်တနာမိရဲ့အဲ့တော့ကစားကိုယ်တိုင်မြေပြင်ဆင်းတဲ့ခါမှလည်းကစားစဉ်းစားရတယ်ပေါ့နော်သူတို့ကဘယ်လိုမျိုးအားဖြစ်အောင်အားဖြစ်စရာပြောမဲ့စကိုင်းကဘယ်လိုပြောရမလဲသူတို့ဘယ်လိုအားပေးရမလဲဆိုတဲ့ဟာကိုအကုန်စဉ်းစားရတယ်မြေပြင်ရတဲ့ခါမှလည်းကစားလို့သူတို့လိုအပ်တဲ့ငွေကြေးတွေကစားတက်နိုင်လို့လှူဒန်းခဲ့တယ်အဲ့လိုမျိုးမြေပြင်ဆင်းတဲ့ခါမှဘယ်လိုမျိုးရေနောက်ဖြစ်လင်းနေဖြစ်လဲဆိုတော့ စိတ်မချမ်းသာဘူးပေါ့နော်စိတ်မကောင်းဖြစ်ရတယ်ဘာလို့ဆိုတော့တော်တော်တော်များလူနာတွေကအရင်ဆိုးရွားတယ်တချို့ဆိုကလေးလေးရေရေရေဒါငငယ်လေးနေပေါ့နော်ဒါဟိုခြေပြက်လက်ပြက်လေးဒါရှောက်လေးလည်းလေးဆုံးဆုံးခဲ့ရကြမှာခစားရန်တနာပါတယ်နောက်ပြီးမိဘတွေဆိုရင်လည်းအရင်ဒါတို့ရဲ့မျက်နှာလေးကိုကြည့်ရတယ်ဘလို့တို့ရဲ့မျက်နှာမှာဘယ်တော့တော့ကရောက်နေမလဲဆိုတော့ခစားသိရပေါ့နော်ခစားလည်းဝင်ခံစားခဲ့တယ်ဆိုတော့အရင်ပေါ့ခစားလည်းဒါလူတွေကလူတွေဆိုတော့အဲ့လိုပဲခစားလည်းမိသားစုချင်းမဆုံးဆုံးမှုဆိုပေမဲ့ခစားလည်းဒါမိသားစုရှိရလေနော် မိသားစုဝင်ရှင်းရှင်းဆိုတော့ကစားတဲ့ဒါတို့ရေဆုံဆုံရတဲ့အပေါ်မှာမိသားစုတွေမိသားစုဝင်ဆုံဆုံရတဲ့အပေါ်မှာကိုယ့်ရဲ့ဒီမိခင်ကိုဆုံဆုံရတဲ့အပေါ်မှာကိုယ့်ရဲ့ကလေးကိုဆုံဆုံရတဲ့အပေါ်မှာကစားအရန်တမ်းမိပါတယ်ပြီးတော့ကိုချင်တဲ့စားပါရှင်ဟုတ်အဓိကတော့ကစားဒီရွေမှာချင်းနေကြရွေမှာအများကြီးအာကုန်မိပါတယ်ဘာလို့ဆိုတော့ခစားရဲ့ဒီအသက်ငယ်ငယ်ရွယ်ရွယ်မှာပေါ့နော်ဒါခစားတက်နိုင်တဲ့ဘက်ကနေကုညီနိုင်ခဲ့တယ်နောက်ပြီးတော့ခစားကုပြိုင်မဲ့ဒီမစ်ဆွားမှာလည်းအများကြီးဒီထောက်ပံ့ဖြစ်မယ်လို့ခစားယုံကြည်ပါတယ်အဲ့တော့လည်းခစားမြန်မာနိုင်ငံအတွက် ခုနတော့ပဲခင်ဗျားတို့ဒါ project ဝင်နိုင်ရရှင်တာပေါ့နော်ဘာလို့လဲဆိုတော့အဲ့လိုပြောရတဲ့အခါကျရင်လာမယ့် income တွေအကုန်လုံးစံမြန်မာနိုင်ငံအတွက်မှာလိုအပ်နေရဲ့အင်္ဂလိပ်ရန်ကြံခံရပြည်သူတွေအတွက်အကောင်းဆုံးထပ်မံတော်မယ်လို့ခင်ဗျားတွေးရပါတယ်ရှင်ဟုတ်အအရင်ကတော့ခင်ဗျားလွန်းဖြစ်မှန်မမတင်ခဲ့ဘူးဒါပေမဲ့ဒီလိုဖြစ်တဲ့အခါမှာအဓိကလိုအပ်နေရတာဒါငလိပ်ဘေးဒဏ်ခံနေရတဲ့ပြည်သူတွေအတွက်အကောင်းဆုံးလိုအပ်နေရဆိုတော့သူတို့အတွက်လိုအပ်တဲ့ အငွေကြီးပမာဏတို့တို့လိုအပ်တဲ့ဒါအိမ်နေရတာနေဝနေထိုင်စရာပေါ့နော်အကောင်လုံးစားရတာကိစ္စအပြန်ပြီးတော့ကုညင်နိုင်ဖို့အတွက်အကောင်ဆုံးစူးစမ်းနေပါရှင်ဟုတ်အအဓိကဆိုရင်ကိုမြန်မာနိုင်ငံကဒီမဟုတ်ပဲねဒီကဘာလုံးသိနေကြပြီနောက်ပြီးတော့ဒါ UN ကလည်းလာတယ်ဘူတန်လည်းလာတယ် US အကောင်လုံး Japanese အကောင်လုံးလာကြရတယ်ကြောင့်မလို့ကိစ္စအဲ့ဒီ gym တွေနဲ့အကောင်လုံးပေါင်းပို့ပေါင်းပြီးတော့တို့တွေနဲ့တူတူ volunteer လုပ်ပြီးတော့မြန်မာနိုင်ငံမှာဖြစ်ဖြစ်နေတဲ့အရာတွေကိစ္စပြပြခဲ့ပါတယ်နောက်ပြီးတော့ဒီဆရာအောင်နဲ့ lecture တခြားတိုက်မြင်ပြီးတော့လူနိုင်မှာလိုအပ်တဲ့အရာတွေကိုအကောင်ဆုံးကူညီပေးခဲ့ပါရှင်ဟုတ် ဟုတ်ဘာသာစကားတော့ဒီကအရင်ရေးကြည့်ရပါတော့အဲ့တော့ကစားတော့ဒါပူပေါင်းခဲ့တာတော့အာဘူတန်နဲ့ပို့ပြီးပူပေါင်းခဲ့တယ်ဘာလို့လဲဆိုတော့ဘူတန်ကလည်းဒါအာဆီယံနိုင်ငံဒေသထဲမှာဖြစ်တယ်ဆိုတော့ဒီပြည်သူနဲ့သူတို့ရဲ့ဂျာမန်လိုပြောပြောကြတဲ့အခါမှာလိုတဲ့အရာတွေသူတို့နားလည်အောင်လို့ဥပကဘူတန်ကလည်းတစ်ဖက်ကနားလည်အောင်လို့ကစားအကောင်းဆုံးဘာသာပြန်ပေးပြီးတော့လိုတဲ့အရာတွေကူညီပေးခဲ့ပါရှင်ဟုတ်ဟိုအဲ့ဆက်လို့ချားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီကအရင်အရေးကြီးရယ်လူတယောက်ရဲ့အသက်နဲ့ဆိုင်တဲ့ဖြစ်တဲ့ကြောင့်မလို့ဒါကိုစားတာတခုမှမသွားခဲ့မယ်ဆိုရင် ပြည်သူတွေရဲ့အသက်ကိုဆုံးရှုံးရအောင်ဖြစ်ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ခစားအဲ့ဒီဟာတွေကိုဖြစ်နိုင်အောင်လို့ခစားရဲ့တက်နိုင်တဲ့လောက်ဘက်ကနေအကောင်းဆုံးဒီထိအောင်အောင်ခစားပြောကြခဲ့ပါရှင်ဟုတ်လို့ဖြစ်ဖြစ်ကစားဒီမစ်ဆိုအမြန်မာဆိုတဲ့ title နဲ့အညီပြည်သူတွေပေါ်မှာရောကစားမြန်မာနိုင်ငံပေါ်မှာရောအကောင်းဆုံးတာဝန်ကြီးရဲ့မြန်မာအလှမဲ့ဖြစ်အောင်လို့ကစားအကောင်းဆုံးရှေ့ဆောင်မှာလည်းကြိုးစားပါမယ်ရှင်ဟုတ်တယ်